အားလုံးပဲမင်္ဂလာပါနော်အခုတစ်ခေါက်ကတော့ဆရာဟင်းလက်ဘာသာပြန်ဆိုရေးသားထားတဲ့ Israel ညညရှင်များဆွဲစာအုပ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်နော်အခန်းခွန်သဒုထမြောက်နေ့သာရဘုရားသခင်ကအလွန်ကြီးမားသောလင်းအောင်နှစ်ခုကိုဖန်ဆင်း၏နိဗ္ဗာန်ခါကိုစုံဝန်နိုင်သောအကြီးဆုံးအလင်းအောင်ဖြစ်၏အလင်းအောင်မိန်ငင်ကိုမူညကိုစုံမှုရန်ဖန်ဆင်း၏ထိုနောက်ကျေတရာများကိုလည်းဖန်ဆင်းသည် ထိုနောက်ဘုရားသခင်သည်ကဘာမြေကိုအလင်းရောင်ပေးထိုလင်းရောင်ကနင်းနင်းညကို ဖြစ်စေအမောင်ကိုခွင်း၍အလင်းကိုဆောင်းသည်မှာကောင်းသည်ဟုသာဝရဘုရားသခင်ကမိန်မြှုပ်သည်ကဘာဦးကျန်းတိအချိုး16 18နေကိုကြိုးကင်ခြင်းလူတိုင်းချွေးရွှေရွှဲနေနေ1955ခုနှစ်နွေရာသီဂျေရုရှလင်မြို့ရှိဂျင်နာရီအဆောက်အုံဤ အနောက်ဘက်ကွင်းမြင်တွင် နေကချစ်ချစ်တောက်ပူနေသည်ဟယ်ရီစဗီတာဘောဆိုသောရူပဗေဒပညာရှင်နှင့်အင်ဂျင်နီယာကအစ္စရေးနိုင်ငံတည်ထောင်သူအချို့ကိုတွေ့ရန်ရောက်ရှိလာသည်ဝန်ကြီးချုပ်ဒေးဗစ်ဘင်ဂူရီယန်ဘန်နာယေးဝန်ကြီးလေဗီဒက်စ်ကိုနှင့်ဝန်ကြီးချုပ်ယုံမှညွှန်ကြားရေးမှူးချုပ်တယ်စီကိုလက်ထရိုရှိကြသည်လွန်ခဲ့သော နှစ်အနည်းငယ်ကအစ္စရေးသည်လွတ်လပ်ရေးတိုက်ပွဲအတွက် RS-6 တပ်ကို နေနင်းခဲ့ရ၏ သို့သောအစ္စရေးနိုင်ငံသည်ယခုအခါစင်ခုံမှုအစ်စ်ကိုရင်ဆိုင်နေရ၏။ကမ္ဘာတဝန်းမှဂျူးလူမျိုးတွေတောင်းတမ်းနဲ့ချီးပြီးပြန်လာနေကြသည်။စီးပွားရေးကကျက်တဲနေ၏။လောင်စာဆီရှားပါနေ၏။နေရာတကာတွင်ပြဿနာမျိုးစုံ။ရေဘူးဖြန့်နာပင်အကန့်အသတ်နှင့်ညဆယ်နာရီမှမနက်6နာရီထိသာပေးနိုင်သည်။လူရေက ပုံများလာလေလေနိုင်ငံကိုထင်းထင်းကွက်ရတာကပိုခက်ခဲလာလေလေဖြစ်သည်။တဘောက ဤနိုင်ငံရရှိတည်တတ်ရန်ဈေးဆက်သားပြီးအဆင်ပြေမြီဆွေရင်ရင်းမြရမှသာနိုင်ငံသူနိုင်ငံသားများကခြောက်လဲမြီကိုတည်၏သို့သောဤဆွေရင်ရင်းမြမျိုးကို ပမာရှာရပါမလဲအခြားသော အရှိအလေဘနိုင်ငံအားလုံးတွင် ရေနံကအလံပဲထွက်နေကြ၏ဣသရေမာကဒဇိုးဒစီမာပင်မရှိမိသွေးလည်းမရှိ ရေပင်မလုံလောက်သို့သောနေကိုနဖားချိုတက်ပြီးရေပူအောင်လုပ်ရေးနှင့်လက်စစ်ထုတ်လုပ်ရေးကခက်ခဲလာ၏ နှစ်ပေါင်များစွာကြာသောသိပ္ပံပညာရှင်များသည်ဤကိစ္စကို အပတ်တကုတ်စူးစမ်းကြ၏သို့တော်မရလူအများသုံးဆွဲရေးကမဖြစ်နိုင်ဒါပေါ်ကတော့သူ့မှာဖြေရှိမည်ဟုယုံကြည်၏သူဤအစဉ်ဖြင့်ရူပဗေဒပညာအသီးနှင့်အသုံးချရန်အင်ဂျင်နီယာပညာကိုသုံးကာနေရောင်စုဆောင်ရေးဟုခေါ်သောပစ္စည်းတစ်ခုကိုတီထွင်၏ပြဿနာမှာဤတီထွင်မှုကိုတက်ခွဲခန်းထဲမှသာလုပ်ခဲပြီးပြင်ပမှာတစ်ခါမှမစမ်းသပ်ရသေးရပဲဖြစ်သည် ယခုတော့ဘင်ဂူရီယန်အပါအဝင် လူကြီးတွေစောက်ကြည့်နေကြပြီဒါဘောကသူ၏ကြိယာကိုကွင်းမြက်လေမှာချလိုက်သည် ထို့နောက်ဆက်ကိုဖွင့်လိုက်၏ထူးဆန်းဆုပ်တွေသောစကရိယာထဲကရေတွေထွက်လာကပိုက်လုံးထဲသို့စီးဝင်သွား၏အရေတွေကရွေးရှာနေသည်တကားပေါင်တစ်ခုက နေအောင်ကြီးကိုရယူ၍ရေကိုအပူပေး၏ဘင်ဂူရီယန်က ပီတိဖြစ်နေသည်ဤနေအောင်ဆုဆက်သည် နိုင်ငံ၏အနာဂတ်လမ်းကြောင်းကို ပြောင်းလဲပြနိုင်မည်ဖြစ်ကြောင်းသူထက်ချင်သည်ဖြစ်နိုင်လင်းဤဆက်သည်ကမ္ဘာကိုပင် ပြောင်းလဲပြနိုင်ကြောင်းသူတွက်ဆမိ၏ဝန်ကြီးချုပ်ကဗီဒိန်ဝါသိပ္ပံပညာရှင်ကိုအမေရိကန်သို့ဆေးလုတ်ကအာရီဇိုနာပြည်နယ်တွင်ကျင်းပသော ပထမအကြိမ်ကမ္ဘာနေအောင်ကြီးဆွမ်းအင်ညီလာခံတက်ရန်ဆေးလုတ်လိုက်၏ဒါဘောဤဆက်ကိုပါအစည်းအဝေးတွင် သူကပြခိုင်၏ဒါဘောကတော့ဆက်ကိုမမြူသွားပဲပိုစတာတော့ဆိုဖြစ်ပါပြီဟုထင်၏ ။နီလာကန်တွင်ဤဆက်ကလူကြိုက်အများဆုံးဖြစ်၏။ဤသို့ဖြင့်ယခုမှနိုင်ငံတည်ထောင်ကစားပီစီညောက်တော့အစ္စရေးနိုင်ငံလေးကနေချင်ညချင်းပင်ကမ္ဘာနေအောင်ကြီးစွမ်းအင်ပထမဆုံးတည်ထွင်သည့်နိုင်ငံများထဲတွင်တနိုင်ငံအပါအဝင်ဖြစ်လာပါတော့သည်။တည်ယူသံများ၏လှုပ်ရှားမှုတာဘောကို1919ခုနှစ်တွင်ဂျူးပြည်ပြမိသားစုမှမွေး၏သူတို့ကပထမရုရှားမှနေပြီးကမှဗီဒိန်တွင်တောင်ရွှေ့ချေကြကြ၏ လူငယ်ဘွားကပင်သူသည်ဇီယွန်ဝါရီလူငယ်လှူဆောင်မှုတွင်ပါဝင်ခဲ့၏ထို့ဘက်ကရာဘိုနင်ဇီယွန်ဝါရီအဖွဲ့ဖြစ်ကဂျူးလူမျိုးရေးနှင့် ဆိုရှယ်လစ်ရေတို့ကို လေ့ကျင့်ပြီးကဇီယွန်ဝါရီ၏တန်ဖိုးများကိုအမွေပေး၏သူကြီးလာတော့ရူပဗေဒပညာဝါသနာပါလာ၏1940ခုနှစ်များအလယ်တွင်သူသည်လန်ဒန်တက္ကသိုလ်တွင်ရူပဗေဒပညာသင်၏ဤကျောင်းတွင်ပင်ဗီဂူရီယန်ကိုကြီးညိုသူ တိုင်းပြည်ပညာနှင့်စမူးသူရေသနဌာန၏အတွင်ရေးမှူးရှမ်မြူရယ်ဆန်ဘတ်စကီနှင့်တွေ့၏သူကလန်ဒန်သို့မကြာခဏလာသည် တခါတွင်သူက တာဘော၏ချစ်သူမတဆင့်ဗီတိန်ပေါ့ဂျူးလူငယ်တာဘောနှင့်တွေ့ခြင်းဖြစ်သည်တိုင်းပြည်ပညာရှင်နှုတ်ဦးကသူတို့စိတ်ဝင်စားသောအကြောင်းအရာတွေကိုပြောကြ၏ရဝေဒာပညာရတမကဇီယွန်ဝါရကိုပါ ပြောကြဖလဲကြဆွေးနွေးကြ၏သူတို့ဤပထမအကြိမ်တွေးဆောင်စကားပြောပွဲသည် ဗြိတိရှကိုလိုနီယုံကြည်ကျုံးတွင်ဖြစ်၏နိုင်ငံရေးခြားဧည့်သည်တော်များလာရောက်လျင်အထင်ကြီးစေရန်အခန့်ထဲအသားနာဆုံးဆောက်လုပ်ထား၏တာဘောကဆမစကီကိုရှင်းပြသည်ပါလက်စတိုင်းတို့တွင် တိုင်းတာမှု၃ခုရှိကြောင်းမက်ထရစ်နှင့်ဗြိတိရှနှင့်အော်ဂိုမန်အင်ပါရာတို့ဖြစ်ကြောင်းသူတို့ကဘာကိုတိုင်းတိုင်းဒီပေရန်၃ခုနဲ့တိုင်းနေဒါကခင်မင်နိုင်ငံတော်မဟုတ်ဘူးဟုပြောသည်စနစ်တစ်ခုတော့ဖြေရှိရမယ် နှစ်ဦးစလုံးသဘောတူကြသည်မှာပါလက်စတိုင်းတို့သည်ဂျီဒီရှာမျိုးသားရုပ်ပိုင်ဆိုင်ရာတက်ခွဲပွဲ၌အလားတူသောအရာဖြစ်သားအခြားကြောင်းရာများတွင်ဤပြဿနာကိုရှင်းရလိုအပ်ကြောင်းနှစ်ဦးလုံးကသဘောတူကြ၏ဆမစကီပါလက်စတိုင်းတို့ပြောက်သောအခါတာဘောဆိုသောလူငယ်ကလေးတဦးအကြောင်းဘင်ဂူရီယန်ကိုပြော၏ဘင်ဂူရီယန်က"အိုးကျောတော်ရူပဗီရာပညာရှင်ရောနှင်းချပုဂ္ဂိုလ်ရောရပြီပဲ"ဟုပြော၏1948ခုနှစ်တွင် ဒါဘောကိုဂဂနာခေါ်ပါလက်စတိုင်းရှိဂျူးပါလီမန်အဖွဲ့ကဆက်သွယ်၏ထိုနောက်သူကို ပြင်သစ်ကိုဆေလွတ်ကသူဤအင်ဂျင်နီယာပညာရပ်ကိုတုံးပြီးကုန်တင်သင်္ဘောများကို လူစီးသင်္ဘောများအဖြစ်ပြောင်းလဲစေ၏ထိုသင်္ဘောများဤတရားမဝင်နိုင်ငံသားများကို အစ္စရေးသို့တည်ဆောင်ကြ၏ဥရောပတွင်ဂျူးတို့ကိုအစုလိုက်ပြုံလိုက်တတ်ချိန်တွင်ဒါဘောကသူသက်သူသက်တော်ပညာကိုတုံးကလှူ၏ထိုဖြစ်ဒုက္ခသည်များကို မြင့်မြတ်နေမည်အစ္စရေးသို့ပို့ဆောင်ပေးနိုင်ခဲ့၏။နှစ်နှစ်အကြာတွင်တာဘောသည်လည်းသူကိုယ်တိုင်အစ္စရေးသို့ပြန်ရန်အချိန်ကြပြီဟုဆုံးဖြတ်လိုက်၏။ယခုမှတည်ဆောင်တည်ထောင်သောဂျူနိုင်ငံတွင် အလုံးမရှိ မျှော်လင့်ချက်မရှိမှန်သူသည်၏။သူက သူ့ပစ္စည်းပစ္စည်းရေကိုတင်ဆက်ကလန်ဒန်မှထွက်ခွာရန်ပြင်ဆင်၏။အလုံးရှိကံရှိဘွားကိုရွေးချယ်ကကျွန်တော်မိဘတွေကတော်တော်အံ့ဩတယ်။ကျွန်တော်ယူသွားပြီးတော့ထင်သေးတယ်။ပြန်စင်းစားပြန်တော့လဲ သူတို့စဉ်းစားတာဟုတ်နေပုံပဲဟုသူကပြန်ပြောသည်သို့သောသူမထွက်ခွာမီဆယ်ရက်အလိုတွင်ဘင်ဂူရီယန်ကသူ့ထံကျဉ်းနှံစာပို့၏ဝန်ကြီးချုပ်ကိုဓာတ်ရိုက်စီရင်ခံရသောသိပ္ပံပညာရှင်များတွင်ယူပပေရာနှင့်အင်ဂျင်နီယာပညာရှင်များတို့ကိုယူရန်ပြောသောကျဉ်းနှံစာအဲ့ဒီခါကျတော့ဘွားကပိုအဆင်ပြေသွားတော့ဘောဟုတာဘောကပြောသည်သူပထမဆုံးလောရသောစီမံချက်မှာသူနှင့်ဆမတ်စကီလန်ဒန်တွင်ဆွေးနွေးခဲ့ကြသည့်အကြောင်းဖြစ်သောလေးချိန်နှင့်အတိုင်းတာ ဣသရေလစ်နစ်ကိုတပင်းကြီးတတ်မှတ်သည့်လုပ်ငန်းဖြစ်၏ဇေဒဲရီကအပေါ်စားချိန်တွင်မှကြောက်ခဲထဲချိန်တွင်နေကြတာမြင်နေရတယ်ဟု သူကပြောသည် တကယ်တော့ဘင်ဂိုရီယန်နှင့်ဆမတ်စကီတို့ကသူအတွက်ပိုမိုကြီးမားသောအစီအစဉ်များရှိ၏1950တွင်သူတို့သည်ဣသရေလမျိုးသားရူပဗေဒတက်ခွဲကံကိုထူထောင်၏ဒါဘောကထိုတက်ခွဲခံဤပထမဆုံးညွှန်ကြားရေးမှူးဖြစ်လာ၏ရူပဗေဒတက်ခွဲကံအသင်ဖြစ်လာသောအခါ သူကသူ့ရည်တနာနဲ့ဖွံ့ဖြိုးရေးအလားအလာတွေကိုစတင်စဉ်းစားရပြီးပထမဆုံးစတင်ပြီးလုပ်ငန်းကနေစွမ်းအင်းကုန်ကျန်းပစ္စည်းကမရှိလောင်စာမရှိသောနိုင်ငံတွင် နေကိုယ်သာအကူရမည်ထို့တော်ထိုးချင်းကနေစွမ်းအင်းကိုလူတွေသိမသိကြသည် နေစွမ်းအင်းကိုအသုံးပြုခြင်းအားယူရိုဤလှူရှာမှုဟုသတ်မှတ်နေကြစေကာလရိုရှင်းသောယူပပေတာနေစွမ်းအင်းကို ပထမဆုံးတုံညာသူတွေကယောမတွေသူတို့တုံခဲကြတာ လွန်ခဲ့သောနှစ်2500ကသူတို့ရေချိုးကန်များအတွက်ရွေးနွေးရစီရင်တုံးကြ၏ရေချိုးကန်များကို နေပူရဲတွင်ထား၏အလွန်ကြီးလင်းသောမှန်တက်ထားသောပြင်ပေါက်ကြီးတွေရှိ၏၎င်းမှန်ကြီးများက နေအောင်ကြီးကို ခံယူကာအတွင်းတွင်အပူဓာတ်ကိုဖမ်း၏မှန်နှင့်တိဆောက်သောအဆောက်အဦတွေတိတ်ခစ်စားသဖြင့် အနီနာချင်းကိုနေအောင်ကြီးများအောင်ပိတ်လောင်ဆောက်သူများကိုရာစပိုးမှုနှင့်အေးအေးယူမည်ဟုပင်ဥပဒေမှပြဋ္ဌာန်းခဲ့၏၁၉ရာစုအလယ်အထိ နေနေပတ်သက်သောဤပညာကတိုးတက်လာသည်မရှိ အမေရိကတွင်တတုကံတွေကိုရေလောင်းပြီးရေဘူးဖြစ်အောင်လုပ်တာအစပင်ရှိသည်နေလယ်တွင်ဤတတုကံများသည်လူတွေရင်နှီးနှချိုးရန်အသင့်ဖြစ်နေပြီ1897တွင်ဘောင်ကီမိုကိုတထွင်သူလက်ခရင်ဘတ်ကပထမဆုံးနေအောင်ကြီးဖြစ်အပူပေးစနစ်ကိုစီးပွားဖြစ်စတုံးခဲ့၏သူကအမှန်အုပ်ထားသောတက်တာတွေတွင်တတုကံများကိုအများကြီးထည့်၏ ဤသို့ဖြစ်သတ္တုကံများကိုအပြင်းမထားကတရက်ဆောက်ဤရေပူကိုကြကြထိန်နိုင်၍ဖြစ်၏သို့တော်ရေပူရင်တစ်နေ့လုံးဆောက်ကြရ၏ညဘက်ကြတော့ရေကအေးရမြန်၏နောက်ထပ်နှစ်20အကြာတွင် Los Angeles မှ William J. Billy ကဤပြဿနာကိုဖြေရှင်းရန်နေ့နေ့ညနေပူချိန်ဖြင့်ရေနွေးဆက်ကိုတီထွင်၏ Billy ဤအပူစုဆောင်ရေးဆက်တွင် ပိုက်လုံများကိုအမင်းအောင်တုတ်ထားသောတတ္တုပြများနှင့်ဆက်ထား၏ ၎င်းကိုမှန်အဖုံးအကရှိသောတက်တာတွင်ထား၏ယခုခေတ်ရင်းနှီးဆက်ပုံစံမျိုးဖြစ်မည်ရေကပိုက်လုံးကျင်းလေးများထဲမှဖြတ်၏ထိုကြောင့်နေပူထဲတွင်ထားသောရေပမာဏကပိုကျုပ်သွားကရေကိုမြင်မြန်ပူစေ၏ထိုရေကိုအပူတားဆီးကန်ထဲတွင်တူလောင်ထားခြင်းဖြင့်ရေသည်24နိုင်ကြီးပူနွေးနေ၏ထိုချိန်ကဤစနစ်ကအကောင်းဆုံးဖြစ်၏သို့တော်အယိုဖိတ်အလေလွင့်ရှိ၏ တံမိုးသိကုံကြ၏ဘီလီကသူ၏ရေပူဆက်ရောင်းပြီးမကြမီပင်ကယ်လီဖိုးနီးယားတွင်စည်းစက်သားသောတဘာဝတန်းဝိများစွာထွက်လာရာဘီလီ၏ဆက်ကိုမတုံးကြတော့1950ခုနှစ်များစောစောပိုင်းတွင်ဒါဘောကဆက်သစ်တစ်မျိုးတိဆောက်ရင်းစိတ်ကူ၏သူကဘီလီပုံစံဆက်များစွာကိုအစ္စရေးမှတွေ့ပြီးပြီးရူဘဗီတာပညာရှင်တဦးအနေနှင့်သူသိတာကပြောင်အောင်တိုက်ထားသောတတုတီသာအပူပမာဏများစွာကိုထိန်းသိမ်းထားနိုင်ခြင်းဖြစ်၏ သတ္တုကိုပိုးပြီးထိအောင်မှုစွာအားရှိစေရန်သတ္တုတများမပြည့်စည်စေဘဲပေါင်မဲအောင်လုပ်ရန်ဖြစ်၏ထိုသတ္တုသည် အပူကို ထိနိုင်စွမ်းရှိ၏1955တွင် တာဘောသည် သူ၏အဖွဲကို နေရာပေါင်းဆုံးလွတ်ကသတ္တုမဲနှက်အောင်သုံးအမိနီးကိုရှာခိုင်း၏သတ္တုကိုအလွန်နော်လာအုပ်လိုက်လင်းလိုအပ်တော်အဖြစ်ကိုရနိုင်ကြောင်းသိလာကြ၏ကျွန်တော်ကဘယ်ပတ်ဆက်သမားမှမလုပ်ချင်တာကိုလုပ်နိုင်တာကံကောင်းတာပဲဒါကလည်း ူပဝေဒပညာရှင်တယောက်အနေနဲ့လုံလောက်တဲ့ဝါဗေဒာသိပညာရှိလိုပါတကယ်တော့ဘာမှမထူးဆန်းပါဘူးရိုရိုယူပဝေဒာပညာပါပဲဟုသူကပြော၏တာဘောနှင့်သူ့အဖွဲ့ကသူတို့ဆက်ကိုဓာခွဲကန်းနေဆန်း၏ရခင်အုံမြူရာရေးထက်အလင်းအမြန်နှဆပူဆွမ်းရင်ရှိရာကိုတွေ့ရ၏ရေကိုပူပူစေပြီးနီအောင်ကြီးတုံးရေပူပေးဆက်သည်တာပိုင်ဆက်သူမဟုတ်အင်းကြီးဆက်အသေးလေးတုံးပြီးလက်စစ်ထုတ်လုပ်နိုင်ကြောင်းပါ တွေ့ခဲ့၏ တာဘောကသူဆက်ကိုတိတ်အကြီးကြီးမလို့သူဆက်အမိကိုဟီဘရူးဘာသာဖြင့်ဒေါ်ရှဲအီမတ်ဟုခေါ်၏။ဣဆက်ကို1955တွင်ဘင်ဂူရီယန်ကိုပြ၏။နောက်နှစ်တွင်တိပ္ပံပညာဆိုင်ရာထူးကျင်သူဖြစ်သောဝိုက်စ်မင်းစုကိုသူရ၏။ဒါကိုနိုင်ငံတော်ကပိုင်ပါသည်။ပထမတွင်ဣသရေလဆက်ယုံကြီးများကတာဘော၏တွေ့ဆုံမှုကိုစိတ်ဝင်စားကြ။ဆွေးနွေးပွဲတွင် သူအောင်မြင်မှုရရှိခဲ့တော်လဲလူများစုအမြင်ကားမူ နေအောင်ကြီးသုံးပြီးဒူးနှစ်တဲနဲ့စွိုင်းရင်သုံးဆွဲရေးကိစ္စမှာစိတ်ကူးရင်သည်ဟုထင်နေကြစေ။သို့တော့1962ခုနှစ်မာရမတ်အိုလံပီးယားဆိုသောနေအောင်ကြီးသုံး ရေပူဆက်ဟောင်းများရောင်းသောအစ္စရေးကုမ္ပဏီတစ်ခုကအစ္စရေးဆွေရထန်ချင်းကတ်ကတာဘောဤတထွေမှုကိုသူတို့အတွက်လုပ်ပိုင်ခွင့်ပြုရန်တောင်းခံ၏။ဒါကအစိုးရပိုင်းနီးကျွန်တော်ကလည်းအစိုးရဝန်ထမ်းပဲဟုတာဘောကပြော၏။ထိုချင်းကအတော်ထူးခြားမှုရှိသောကာလဖြစ်၏ ဇီယုံဝါဒီတို့ကဇီယုံဝါဒီအတွက်သားဖြစ်ကြ၏ကျွန်တော်ကနိုင်ငံရေးအတွက်လှုပ်လာတာနိုင်ငံတော်ပဲပိုင်တယ်ဟုတာဘော်ကပွပွင့်လင်းလင်းပြော၏နောက်၃နှစ်အကြာတွင် မာရိုမတ်ကုမ္ပဏီကတာဘော်၏ဤပညာပြေထုတ်လုပ်သောရေဘူးပေးဆက်တွေကိုစတင်ရောင်းချ၏သို့သော နောက်ထပ်၁၀နှစ်အထိနေအောင်ကြီးသုံးရေဘူးပေးဆက်၏ဈေးကွက်ဖွံ့ဖြိုးမှုကနှေး၏ဆက်ညှိမှုများစွာလည်းကြုံရ၏အစ္စရေးဆိုရကလည်းပြည်သူများကို တာဘောကြီးတည်ထွင်မှုကိုသုံးစွဲရန်မပြောအမျိုးသားလက်ဆက်ကုမ္ပဏီကသုံးစွဲသူများကိုရှော့နှုံဖြစ်မပေးသူတို့ကစွမ်းရင်သိမ့်မရှိသောလက်ဆက်ရည်နွေးပေးစားများကိုပင်သုံးစွဲရန်အားပေးနေကြသည်လက်ဆက်ကုမ္ပဏီများကလည်းသူတို့ပစ္စည်းတွေမြောင်ရမည်ဆို၍တားဆီးကန့်ကွက်မှုမျိုးစုံလုပ်ကြ၏အင်ရန်လုတ်သားများတမကကလည်းတာဘောကြီးတည်ထွင်မှုကိုစန့်ကျင်ကြ၏1960ဝန်းကျင်ကသူတို့ဒီနိုင်ငံတော်ဝန်တွင်အင်ခန်းပေါင်း 5,000ခန့်ဆောက်လုပ်ကြသည်ထို့သောထိုခန်းများတွင်တော်ဘော်ဤဆက်ကိုမတက်ဆင်ထားကြတချို့လူတွေကဒီဆက်ကိုမတက်ချင်ကြတာကပုံစံမလှလို့တဲ့ရေအင်းနဲ့ချိုးပြီးလင်းငါရကြာမှသူတို့နောင်နာရကုန်တော့တယ်နောက်ပိုင်းမှဒီဇိုင်းပြောင်းမှုညှိနှိုင်းလာကြတယ်ဟုတာဘောကပြော၏1983ခုနှစ်စွန့်ရင်ကြက်တဲကာလတွင်မူအပြောင်းလဲတွေဖြစ်လာ၏ကဘာတဝန်းလုံးမှာဆက်မှုလုပ်ငန်းများသည်စစ်တုံးစီအခက်တွေ့ကြ၏ ဆီးရီးယားနှင့်အီဂျစ်တို့ကအစ္စရေးကိုရုတ်တရက်6ရက်ကြာစစ်ပွဲဆင်နွှဲကြ၏။ဤစစ်ပွဲကို နောင်သောအခါယွန်ဂူဘူးစစ်ပွဲဟုခေါ်ကြသည်။အမေရိကန်ကအစ္စရေးကိုကာကွယ်ရန်လက်နက်များထောက်ပံ့၏။ဤသည်ကို OPEC ခေါ်ရင်းနှီးတင်ပို့သောနိုင်ငံများအဖွဲ့ကကနေဒါ၊ဂျပန်၊နယ်သာလန်အင်္ဂလန်ဗြိတိန်တို့ကိုရင်းနှံအောင်ချမှုပိတ်ဆို့ခဲ့၏။ရလက်ကစီးပွားကမ္ဘာစီးပွားရေးကပ်ဖြစ်၏။ငွေကြေးဖောင်းပွားမှု ကြီးကျယ်ဖြစ်၏။ယခုခါရင်မူအစ္စရေးနိုင်ငံရှိအိမ်များ၏90ရာခိုင်နှုန်းကတာဘောဤတွင်မှုကိုတုံ့ကြ၏။နိုင်ငံတစ်ခုလုံး၏အဆောက်အဦများသည်နေအောင်ကြီးစွန့်ရင်ကိုသာတုံ့ကြ၏။အစ္စရေးနိုင်ငံမှဟယ်ရစ်ဘီတာဘောသည်နေအောင်ကြီးစွန့်ရင်အရေးပါမှုကိုကမ္ဘာတဝန်းကို ပြသနိုင်ခဲ့ပြီး2012ခုနှစ်အစ္စရေးလွှတ်တော်နတ်ဆက်၏သုတေသနဌာနကတာဘောဤစက်ကြောင့်အစ္စရေးနိုင်ငံသည် စွန့်ရင်သုံးစွဲမှုရှယ်ယာဂိုင်းနှုံရော့နေစေခဲ့သည်ဟုထုတ်ပြန်ကြေညာ၏ဤစွန့်ရင်ချွေတော်မှုနှုံသည်မဂါဝတ်900စွန့်ရင်စက်ယုံကြီး၏ထုတ်လုပ်မှုပမာဏနှင့်ညီမျှ၏ဒေးဗစ်တက်ကတိုမှပြန်ဖြည့်စွန့်ရင်ဌာနပမောက်ခအေဗရာဟင်ဘရီကော့ကဤတူထွေမှုသာမရှိရင်စက်မှုလုပ်ငန်းအားလုံးတရှိနိုင်မှာမဟုတ်ဟုပင်ပြောခဲ့၏ဂျူရိုဤတင်ထွေမှုမိခင်လိုအပ်မှုခရီဘိုဤအဆိုစကားသည်အစ်ရေတနိုင်ငံနေတဲ့နာဆိုလိုသည်မဟုတ် နေရကားပင်ဤအတိုင်းလူတိုင်းအနေနဲ့တာဘောကိုနေအောင်ကြီးဆွင့်အင်ရဲ့ဥဆောင်ဥပွဲပုဂ္ဂိုလ်ဆိုတာသိထားကြတယ်။ဣသရေနိုင်ငံဤနေအောင်နေအောင်ကြီးဆွင့်အင်ဖခင်ကြီးကလည်းသူပဲဟု သိပ္ပံပါရဂူကြီးလူစီရင်ရီရူဒါဘရိုနီကီကပြောသည်။လူများစုမသိကြသည်ကသူဒီကမ္ဘာနေအောင်ကြီးဆွင့်အင်ဤဖခင်ကြီးလည်းဖြစ်သည်ဟုဆိုလိုခြင်းဖြစ်၏။1980ဝန်းကျင်ကဣသရေကုမ္ပဏီတစ်ခုဖြစ်သောလူကုမ္ပဏီကကယ်လီဖိုးနီးယားပြည်နယ် မူချေတဲကနေရာတွင်ကပ္ပထမဆုံးနေအောင်ကြီးဆွင့်ဆက်ယုံကြီးကိုတိဆောက်ခဲ့၏ကပ္ပဘောရှိအကြီးဆုံးနေအောင်ကြီးဆွင့်ဆက်ယုံကြီးလည်းဖြစ်၏ဤဆက်ယုံကြီးလက်စစ်လက်စစ်တပ်ကိုစီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ခဲ့၏နေအောင်ကြီးဆွင့်အကြံဉာဏ်ကိုပထမဆုံးအကောင့်တွေပေါ်ခဲ့သူဟာတော်ဘောဆိုတာကြာလေကျွန်တော်ပိုတိလာလီပိုကျေးဇူးတင်မိလေပဲဟုနိုင်ငံတကာနေအောင်ကြီးဆွင့်အဖွဲ့ကြီးဤဥက္ကဋ္ဌဒေးဗစ်အယ်မီကပြော၏ 2015နှစ်ကုန်ပိုင်းတွင်ဒါဘောကွဲလွန်ခဲ့၏ဒါပေမဲ့သူဟာမြောင်ကြီးဆွေရင်ကိုချုပ်ကိုင်းသွင်းဆွဲနိုင်တဲ့အရည်အသွေးရှိသူအနေနဲ့တသက်လုံးသတိရနေကြမှာပါသူကဒါကိုတည်ထင်သွားတာကပတ်စံအတွက်မဟုတ်ဘူးကဘာကြီးပုံမကောင်းမှုစေဖို့ပဲဟု ကီရီဘတ်ကပြော၏သူဤ68နှစ်မြောက်မွေးနေ့တွင် အစ္စရေးဆွေရင်နဲ့စီးပွားရေးဌာနကတာဘောကိုတစ်နှစ်တာဤအထူးဂျုံဆုံး စွန့်ရင်လူသားစုကိုအနိုင်ခဲ့၏။ထို့သောသိပ္ပံညရှင်အလုံးတွတ်မှုသူသည်ဟာဇူးနှစ်၏အထူးရှင်ဆုံးလူသားပင်ဖြစ်သည်ဟုအစ္စရေးဆိုင်အင်ကုမ္ပဏီ၏အမှုဆောင်ရာရှိချုပ်အေမောကပြောသည်။စွန့်ရင်နယ်ပယ်မှာဒီလိုထူးချွန်တဲ့သူအစ္စရေးမှာလည်းမရှိဘူး၊ကမ္ဘာမှာလည်းမရှိဘူးဟုအစ္စရေးသမ္မတဟောင်းရှီမွန်ပီရစ်ကပြော၏။ဒေါက်တာစပီတာဘောဟာအစ္စရေးလူမျိုးတွေ့ထွင်မှုရဲ့သင်္ကေတပါပဲ။သူက နေအောင်ကြီးယူနွေးပေးဆက်ကိုတည်ထွင်ခဲ့ပြီးနေအောင်ကြီးဆွေးအင်လောကမှာသိပ္ပံပညာရှင်တွေရောစုံဦးတည်ထွင် လုပ်ငန်းရှင်မျိုးဆက်အတွက်ပါလမ်းကြောင်းသေးပြခဲ့တယ်ဟုသမရကြီးကချီးကျူးခဲ့၏။လွန်ခဲ့သောရာစုနှစ်အင်းတဝက်တွင်နေအောင်ကြီးဆွေးအင်သုံးရီဘူးပေးဆက်သည့်ကဘာတဝမ်းတွင် ပြန့်နှံ့သုံးဆွဲခဲ့ကြ၏။ဖြောက်ဖြဲရုပ်ကျွင်းလောင်စာစီများကတရရိတ်စည်းတက်လာလီလီနေအောင်ကြီးဆွေးအင်ကို ပုံသုံးဆွဲလာကြလေဖြစ်၏။ကဘာတဝမ်းတွင်ရာသီဥတုအပြောင်းလဲရေဖြစ်လာ၏။ မိုးခေါင်သည်နေရာမိုးခေါင်ရေကြီးသည်နေရာရေကြီးပင်လယ်ရင်မျက်နှာပြင်တွင်မြင့်တက်လာ၏ရေခဲပြင်တွင်အေးပြော်လာသည်သမုတ်တရားတွင်ပူနွေးလာ၏တဘာဝပဝင်ခြင်းကြည့်အွင်မှုအဆုံဆုံးဤချိန်တွင် တာဘောဤတူထင်မှုက ပိုးပြီးအသုံးဝင်အရာရောက်ခဲ့၏တနည်းအားဖြင့်ပြောရရင်1955ခုနှစ်၏နေသသားနေ့တနေ့တွင်တာဘောဤတူထင်မှုကိုမြင်ရသောဘင်ဂူရီယန်သည်အဆုံးဖြတ်မှန်ကန်ခဲ့၏လန်ဒန်မွေး အစ္စရေးသိမင်းများရှင်ကဂျူးနိုင်ငံအတွက်နေအောင်ကိုမြို့အုံချားမြီကိုစတင်ဖော်ထုတ်ခဲ့၏။ကဘာရရတွင်လည်းနေအောင်ကြီးအုံချမြီကိုသူကတူထွင်ပေးခဲ့ပါသည်။ဒီနေ့တော့တော့ပါပဲနော်။ဆုံးတိနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်။